ကဲဒီမှာစစ်တပ်အမာခံဘောမအားလုံးနဲ့ ठी တယ်ဘောမပြောင်ကြီးဆိုပြီးတွားတွားဆဲခံပြီးတော့စစ်တပ်ကိုတသက်လုံးထောက်ခံလာခဲ့တဲ့ကိုမောင်မောင်အခုတွေ့ရဟောလီဒေးမှာသူအလဲလာတယ်အလဲလာတဲ့အချိန်မှာစင်ကာပူဝင်တဲ့အချိန်မှာပြည်ဝင်ခွင့်ပိတ်ခံ ठी တယ်အဲ့တော့ဒီစစ်တပ်ကိုတသက်လုံးအားပေးထောက်ခံလာခဲ့တဲ့ဒုတိယဟာဒီစစ်တပ်ကလွဲမှားတဲ့အလုပ်တွေလုပ်လို့မှားလို့မှားတယ်ပြောတာဟုတ်ဒီလိုမျိုးတွေလိုက်တော့ကပေးပြီးတဲ့အပြင် ကျင်းမောင်းပြီးတော့အထိတောင်လာပြီးချင်းချောက်တယ်အဲ့တော့ဒီကောင်တွေကဘလောက်လူမဆန်လဲဆိုတော့စဉ်းစားကြည့်ကိုယ့်ကိုတက်တက်လုံးအားပေးလာတဲ့လူကိုလှုပ်တာမှားလို့ပြောတာနဲ့ချက်ချင်းတတ်မှတ်ဖြတ်မယ်ချင်းချောက်နဲ့လှုပ်ရတာဒါဟာတကယ်မှန်ကန်ကောင်းမွန်တဲ့အဖွဲ့အစည်းတစ်ခုရဲ့လှုပ်ရလားအောက်တန်းကြတဲ့သူတွေရဲ့လှုပ်ရလားနောက်ထပ်ကိုမောင်ပြောထားတာနားတော်ကြည့်ပါဦးအဲ့တော့အဲစင်ကူကိုကျွန်တော်ကသူကပြောလို့ခေါ်မယ်ဆိုတော့ရှင်ပြန်ပြီးတော့ရှောက်ပါပါနော်ပြန်ပြီးတော့အသနာခံစားတင်ပါကျွန်တော်ကအသနာခံစားတင်အောင်ကျွန်တော်မှားလာတာမဟုတ်ဘူး မောက်တဲ့အတွက်ကြောင့်မလို့စင်ကာပူကိုကျွန်တော်အနေနဲ့တနာခံတာတင်ဖို့တော့မရှိဘူးအဲဒါမဲ့တော့ကျွန်တော်နိုင်ငံရေးဝင်ကြီးအောင်ဆိုတာအဲကျွန်တော်တို့ဒီပေါ့ဖိနန်နိုင်ငံရေးဝင်ကြီးအောင်က24နိုင်ဖုံးဆက်လို့ရတယ်အဲဖုံးဆက်တဲ့ခါမှာကျွန်တော်ဖုံးလန်းဆက်တဲ့ဆက်တဲ့ခါမှာတော့ဟုတ်လားတဲ့ကျွန်တော်ဒီမှာဒီလိုဖြစ်နေပေါ့နော်ကျွန်တော်ရှင်းပြတဲ့ခါမှာအဲသူကချက်ချင်းလင်ငင်းဆိုသူတို့ဖိနန်တန်ယုံကိုအဲစင်ကာပူမှာရှိတဲ့ဖိနန်တန်ယုံလမ်းပြီးဖုံးဆက်တဲ့ဖုံးဆက်တဲ့ခါမှာသူတို့ကချက်ချင်းလာခြင်းပဲမဲ့ဒီ Sunday ဆိုတဲ့ခါကျတော့လုံးဝရုံးပိတ်ရတိဖြစ်နေတယ်။ရုံးပိတ်ဖြစ်တဲ့အတွက်ကြောင့်သူတို့ကျွန်တော်စီကိုမလာနိုင်ဘူး။မလာနိုင်ခါမှာမနေ့ကျရင်ကျွန်တော်ရောက်လာခဲ့မယ်တဲ့။ အဲသူတို့ပြောတော့ပေါ့နော်အဲပြောတော့အစင်ကူကကျွန်တော်ညာတွင်းနေမယ်လေရင်နဲ့ပြန်ပြီးတော့ပြန်ပို့လိုက်တယ်ကဲကြားတယ်နော်ပြည်များနိုင်ငံဒီရဲ့နိုင်ငံသားတယောက်ဒါနိုင်ငံသားဆိုရင်ငါတို့မြန်မာမျက်စိနဲ့ကြည့်မယ်ဆိုရင်မောင်မောင်ဒီဖင်လန်နိုင်ငံသားခံယူထားပြီမဲ့သူများနိုင်ငံလာတဲ့လူတယောက်ကျွန်တော်နိုင်ငံမှာဆိုကလာကလာဆိုပြီးတော့ခိုးဝင်ကောင်တွေကိုပြောပြီးတော့နှိမ့်တယ်ဟုတ်တယ်နော်ဒါပေမဲ့သူတို့နိုင်ငံမှာလူကိုလူလိုတန်ဖိုးထားတာကြည့် နော်အားဒီကောင်မြန်မာပြည်လာတဲ့ကောင်ငါတို့လက်လုပ်ပေးစရာအကြောင်းမရှိဘူးမင်းတို့မင်းတို့မင်းတို့ချင်းပြက်တယ်လားတက်တာဆိုတော့ဟာမျိုးလုပ်လို့ရတယ်ဒါပေမဲ့တို့လှုပ်လာဟမ်ဥပဒေကဥပဒေပဲလူတယောက်ကိုလူတို့တန်ဖိုးထားတဲ့လုပ်ရက်ကိုလုပ်ပေးတာကျွန်တော်တို့မြန်မာပြည်မှာမြန်မာပြည်သားတယောက်ကိုအဲ့ဒါတို့တန်ဖိုးထားဖို့နေတာအခုဘလို့တက်ပြက်နေဟမ်ဒီဈေးမှာလူတွေရှိမှန်းတည့်ရတဲ့ဈေးပေါ်ဘုံချက်ချတယ်ဒီဆေးရုံမှာပြည်သူတွေရှိမှန်းတည့်ရတဲ့ဆေးရုံဘုံချက်ချတယ်ဒီစစ်ပေးကြောင်စခန်းမှာပြည်သူတွေရှိမှန်းတည့်ရတဲ့စစ်ပေးကြောင်စခန်းဘုံချက်ချတယ်ဟမ်စည်ရင်ပြတ်မှတ်မဟုတ်တဲ့နေရာတွေကဘုံလိုက်ကျဲတယ် စဉ်းစားကြည့်ဘယ်လောက်ထိကွာနေတယ်အဲ့ဒါအပြည့်ပဲဒါကြောင့်မလို့တော်လှန်နေကြတယ်ဆိုတာတော်လှန်တဲ့လူတွေအပြစ်လားနော်သူများနိုင်ငံလူမျိုးကောင်းကောင်းမွန်မွန်အုပ်ချုပ်နေတာကိုသူများပြည်သူတို့မနေဘဲနဲ့တော်လှန်နေကြတာလားဒါမှမဟုတ်သူများနိုင်ငံနဲ့အစာပေါင်းများစွာကွာစားပြီးတော့လူကိုလူလိုမထင်တက်ပြက်ရက်ဆက်ရုပ်မှနေကြလို့မခံနိုင်လို့ထတ်တော်လှန်ရတာလားဒါကိုကြည့်ပါကျန်ဖို့လိုက်တဲ့ခါကျတော့ဘာမှမလုပ်မရှိပြင်မဲ့လေဟိုစီစဉ်ထားတဲ့အဲခီးစဉ်လေးအတွက်နည်းနည်းလေးကတိကောက်ဖြစ်တယ်ပေါ့ဗျာနော် စာလုံးကတော့အချက်လက်မခိုင်မနဲ့ reject မလုပ်ပါဘူးတဲ့အာဘာကြောင့်လဲဆိုတော့စာလုံးကစာလုံးကကျွန်တော်ကအဲမပြောချင်လို့ပါကျွန်တော်ပြောချင်ကျွန်တော်ကင်တာကဖင်လန် passport ပါနော်ဖင်လန် passport ဖြစ်တဲ့အတွက်ကြောင့်မလို့ကဘာမှာအခိုင်အမာဆုံးတဲ့ကပါဝါအကောင်းဆုံးမှာပါဝါအရှိဆုံး passport တစ်ခုဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ဘယ်နိုင်ငံမဆိုတကားမရှိဒါမရှိကျွန်တော်ဝင်လို့ရပါတယ်တော်တော်များများသောနိုင်ငံတွေနော်အဲ့တော့အဲစာလုံးနေနေကဟိုဘယ်လိုခေါ်မလဲနိုင်ငံရေးကြောင်လာတာကိုသွားတွေ့ရတယ်ဗောနော် အဲဘလူးအက်ဖြစ်ဖြစ်ပေါ့အမ်ကျွန်တော်ကတော့ဒါအချက်အလက်ကိုချပြတာပါဒီလိုလူမျိုးတွေနဲ့ကျွန်တော်ပတ်သက်ဘူးတယ်အဲဒီလိုလူမျိုးတွေမှအခုလုံနေတဲ့ပုံစံဒါမျိုးတွေလုံနေတယ်အဲသူတို့နဲ့မတည့်ဘူးဆိုရင်အခုတော့မှ change ချောက်တာ online ပေါ်ကနေပြီးတော့နော်အဲ့တော့အဲသူတို့နဲ့မတည့်ဘူးအဲသူတို့ကထားပါတော့음ဘလူးခေါ်မလဲမတည့်တဲ့အုပ်စုတွေဆိုရှင်အာတန်ယုံကိုအသုံးချတယ်စစ်တန်ယုံကိုအသုံးချပြီးတော့အဲ့ passport တွေယူတယ်ယူပြီးတော့တန်ယုံကိုတိုင်တယ်တန်ယုံဒီမှာဖန်ခံဖန်ကပြောင်းမြန်မာပြည်ပြန်ဒုက္ခရောက်လိုက်ပြီနော်အားလုံးခင်ဗျားတို့သတိထားစေချင်တယ်နော်အဲ့တော့ကဲကဲစဉ်းစားကြည့် ော်သူတို့နဲ့မတည့်ဘူးဆိုအောင်ရိုးရံဖြစ်နေတာမဟုတ်လေဒါကိုမောင်ကတော့သူကရောပြောသွားတယ်မောင်မောင်ဒီစစ်တပ်မှာမရှိတဲ့အဖြစ်စစ်ဘုံချုပ်တွေမှာမရှိတဲ့အဖြစ်ကျန်းဖို့ခေါင်းဆောင်တွေမှာမရှိတဲ့အဖြစ်ပြောတာလားမကောင်းတဲ့ဟာကိုမရှိတဲ့ဟာကိုလိန်လယ်ပြီးတော့လူတို့ကိုဝါရမိုင်းတိုက်တာလားတကယ်ပဲဒီကောင်တွေရဲ့မှားနေတဲ့အရာ လွဲနေတဲ့အရာ အပြစ်ဖြစ်နေတဲ့အရာကိုထောက်ပြထားတာလားမတူဘူးနော် မရှိတဲ့အပြစ်ကိုလုပ်လို့ရှိရင်တော့ဒီကောင်တော့နီးမျိုးစုံနဲ့အရေးယူရမယ်ဆိုတဲ့ဟာမျိုးနဲ့အခုဆိုတာ online ပေါ်အောင်ကွာချိတ်ချောက်တယ်စဉ်းစားကြည့်နော်ဒီမောင်မောင်ဆိုတာ PDF ကိုအားပေးတာမဟုတ်ဘူး online ကိုအားပေးတာမဟုတ်ဘူးဒီနေ့ထိစစ်တပ်ကိုအမာခံထောက်ခံနေတဲ့လူတယောက်အဲ့လိုလူမျိုးတောင်မှဒလုံမျိုးရုံမာတယ်ဆိုရင်တာမန်ပြည်သူအစ်စ်တို့ကိုအားမပေးဘူးတို့မကြိုက်ဘူးတဲ့ပြည်သူကိုချက်ကလေးညက်ကလေးဆိုတပ်ပြစ်နေဆိုတာဒါဖြစ်နိုင်တာမဖြစ်နိုင်အောင်စဉ်းစားကြည့်လေအမာခံအားပေးလာတဲ့လူတယောက်တောင်မှမျက်စံကဲပြည့် ်သူတို့အပြစ်ကိုနည်းနည်းလေးထောက်ပြလိုက်တာနဲ့ပြဿနာချဖမ်းမယ်စီးမယ်တတ်မယ်ဖျက်မယ်ဖြစ်လာတဲ့ကောင်တွေဟာတိုင်းပြည်ကိုတက်ပြီးအုပ်ချုပ်ခွင့်ပေးတင်လားမပေးတင်ဘူးလားဒါကျွန်တော်ပြောတာလက်တွေ့ကျကျပဲကျွန်တော်နှိုင်းရှင်ပြတာကျွန်တော်တို့ကစန့်ကျင်နေတဲ့ဘက်မဟုတ်ဘာမှမဆိုလာစန့်ကျင်တာမဟုတ်ဘူးဒီကောင်တွေဒီလိုမျိုးစန့်ကျင်ရမယ့်အရာတွေဖြစ်နေလို့စန့်ကျင်နေရကြတာဒါကိုလူတိုင်းလည်းသိဖို့လိုတယ်နော်အခုကိုမောင်ပြောမှရှင်းရင်းလေးနော်ဒီလိုလူမျိုးတွေကကျွန်တော်ကျွန်တော်ဖင်လန်နိုင်ငံဝင်အဲစင်ကာပူဝင်လို့ရတဲ့ခါမှာ အောင်ပွဲခံတဲ့ခါကျတော့ကျွန်တော်တွက်ချက်ကြည့်တာပေါ့ချိတ်ဆက်ယူဆကြည့်လို့ရပါပြီပေါ့နော်อ๋อเอาหมดออกขันญาดิเนาะเออจนเอาแท้ไอ้ก็นี่ပြီးတော့အတရုတ်ကိုရောက်တယ်ကွာအတရုတ်ရောက်တဲ့ခါမှာလဲတရုတ်ကဘာမှဖြစ်ဘူးတရုတ်ကတရုတ်ကတည်ကျင်တာပါလဲဆိုတော့စင်ကာပူကမင်းကိုဘာရောက်ပေးမဝင်တာလဲဆိုတော့တည်ကျင်တာတည်ကျင်တာလေးတခုပဲရှိပါတယ်အဲ့တော့တရုတ်ကမင်းနိုင်ငံလည်းဘာပြဿနာမရှိဘူးလေမင်းချင်ချင်မျိုးဝင်လို့ရတယ်ဘာမှဖြစ်ဘူး ။အဲ single ဘာကြောင့်ပေးမှုနေလဲဆိုတာသိချင်တာ။ဘာကြောင့်ဆို single password ကျောင်းလိုက်တော့မပေးဘူးပြတို့ကအဲတို့ကိုယ်တိုင်ယူပြီးတော့တရုတ်လက်ထောက်အပ်တဲ့ခါကျတော့အတရုတ်နဲ့ကျွန်တော်စကားပြောတာတရုတ်ရဲ့ဒီ immigration ရဲတွေပေါ့။အရဲတွေနဲ့ကျွန်တော်စကားပြောတဲ့ခါမှာရဲတွေကပြောရင်ပြောရင်ကျွန်တော်ဖုန်းကိုတို့ကအဲဘယ်လိုခေါ်မလဲဆိုတော့စစ်တယ်စစ်တာဘယ်လိုခေါ်မလဲဆိုတော့ချက်လက်ပြပါဆိုတဲ့ခါကျတော့ကျွန်တော်ချက်လက်ပြတာပေါ့။ကျွန်တော်ကတို့မိတယ်ဘာလုပ်လုပ်လဲလုပ်လို့ဆိုကျွန်တော်ပြောတော့ပေါ့ကျွန်တော်လုပ်လက်အလုပ်ကိုပြောတော့အဲ့လုံးနဲ့ပတ်သက်ပြီးထောက်ထားပြပါဆိုတော့ကျွန်တော်ထောက်ထားပြမစီဖုန်းလေးကိုဖွင့်လိုက်တာဖွင့်လိုက်တော့ဒီမှာပတ်နေတဲ့ဖုန်းကိုယူပြီးတော့ကျန်တဲ့ဟာတွေပဲဆက်ဆက်ဆက်တဲ့ခါမှာ ကျွန်တော်ဘာမှမပြောဘူးအကျွန်တော်တို့ကဗျာ Telegram နဲ့ကူတာတာတွေသိမလားဗီဒီယိုတွေဒီစစ်နဲ့စစ်တက်ကပရိုဂရမ်လဲဆိုလို့ရှိရင်တက်တည်ကြည်တဲ့ပုံတွေပေါ့သူတို့ကဗီဒီယိုရဲ့တည်ကြည်တဲ့ပုံတွေကျွန်တော်ထင်ပါလဲဒီကူကူမကူကူတွေပါဟိုကြည့်လိုက်ပြီဆိုရှင်ကျွန်တော်စီပေါ်ပေါ်လာတာဟုတ်အပေါ်လာခေါင်းဖုံးထဲမှာရှိနေတယ်အဲ့လောက်မြင်တယ်မြင်နေမြင်အောင်အဲ့မှာတို့ကတန်ရရှိပြီးတော့အဲတရုတ်ရဲ့ကျွန်တော်စစ်တယ်စစ်တဲ့ခါမှာကျွန်တော်လည်းပြပါတယ်မဖြစ်ဒါရီကငါအေးဆေးပဲလို့မင်းကြည့်ကြည့်လို့ရတယ်ဟုတ်ဘူးလေတို့တရုတ်နိုင်ငံမှာဒါတွေကူလို့မရဘူးမင်းငါတရုတ်နိုင်ငံသားမဟုတ်ဘူးငါဖင်လန်ကလာတာလို့ဆိုအဲ့နဲ့တို့က အဲအဲ့ဒါကိုတို့ချက်လိုက်တယ်ယူသတင်းတွေမှာ6ယူသလားကျွန်တော်ဘိုင်ဘာတွေမှာဖောက်ဖို့ကြိုးစားတယ်ယူတယ်ဘမာဆိုဆိုတို့နားမလဲမင်းတို့ဆိုင်လို့လားဆိုတော့မဆိုင်ဘူးမဆိုင်ဘူးဆိုလို့ရှိရင်ဒီလိုလို့မင်းကမင်းကိုဆက်စစ်မဲ့မပေးနိုင်တော့ဘူးအဲ့တော့မင်းအနေနဲ့အင်္ဂလိပ်စကားပြောတတ်တဲ့သူတယောက်ရှာဆိုတော့သူခေါ်လာခေါ်တဲ့ခါမှာနောက်ဆုံးအင်္ဂလိပ်စကားတောင်းမိမောင်မတည့်အတည့်အောင်ပြောမတတ်ဘူးအပြောတတ်တဲ့ခါကျတော့ငါပေးမစစ်တော့ဘူးလို့မင်းတို့ငါ့ကိုစစ်ချင်တယ်ဆိုလို့ရှိရင်ငါနိုင်ငံရေးဝင်ကြီးတုံဘုံငါရှိနေမှာခေါ်လိုက်မယ်ဆိုတော့ငါတို့ကစက်မစစ်တော့ တော့ဒါမှမဟုတ်မစစ်တော့ဆိုတော့ငါတို့ရှင်ဒီလိုလို့တဲ့မင်းဒီခောက်ကိစ္စမှာငါတို့လည်းပြေးပေးမှုရဲဘောနော်အဲ့တော့မင်းလည်းမဝင်နဲ့တော့တဲ့ဒါလည်းအဲ့တော့တရုတ်တရုတ်အဲ့ဒီ immigration မှာကျွန်တော်အမနက်ကနေပြီးတော့ညထီကိုကျွန်တော်နေလိုက်ရတာနေတဲ့ခါမှာကျွန်တော်တို့ခါလေးအဆောင်ရှောက်နေတဲ့တင်းတင်းကြပ်ကြပ်ကို CCTV နဲ့ခါလေးစောင့်ရှောက်နေရတာကျွန်တော်ဘယ်တော့တော့ထက်ချက်မကွာလိုက်ဟာတရုတ်တွေကျွန်တော်ပေါ်ပွားသွားမယ်ဆိုလို့ရှိရင်နောက်ကလိုက်တယ်တယောက်ပြီးတယောက်ပြောင်းသွားတယ်သူတို့ဟိုရဲတွေတယောက်ပထမတယောက်ဒုတိယတယောက်တတိယတယောက်မင်းကြီးယောက်ကြောက်လေအကုန်ပြောင်းတော့ CCTV ကကျွန်တော်ရှင်ရိုက်တာအေးကောင်း အဲကျွန်တော်လက်အခြေကိုတော့အလကားမထားပါဘူးတရုတ်နဲ့ပတ်သက်ပြီးကျွန်တော်လေ့လာပါတယ်လေ့လာခါမှာပထမဆုံးတရုတ်ရဲတရားပေါ့သုံးပွင့်နဲ့သူကအညီလေးမင်းဘယ်လိုလဲပေါ့အဲသူ့ရဲ့ဘဝစကြောင်းလေးတွေပြီးတော့သူအင်္ဂလိပ်စကားတက်တယ်ဖြေပြတယ်တေချာဖြေပြတယ်အဲ့တော့ကျွန်တော်လည်းကွန်ဖူရာပါစာကွန်မီတာပေါ့သူရဲ့ဘဝအခြေအနေလူမှုရေးအခြေအနေအဲဘယ်ကောအကုန်လုံးပြီးရကအကုန်လုံးပြောပြတယ်အဲသူသူတာဝန်ချိန်ပြီးတော့နောက်တစ်ယောက်လာနောက်တစ်ယောက်လည်းကောင်းပါတယ်ဒီတတိယလည်းကောင်းတယ်အဲ့တော့ကျွန်တော်လေ့လာချင်တာလေးတွေလေ့လာပြီးရတယ်အဲသူတို့အင်တာဗျူးခဲ့တယ်အဲသူတို့လည်းပြောပြတယ်အဲတချို့ စင်ကိုရဲကြအဲချို့တရုတ်ရဲကြမောက်ပါအဲချို့အဲ့ဒီမျိုးပေါ့လူငယ်ပိုင်းတွေကြတော့အရန်ကိုတော်ပါလေဟောဟိုကျွန်တော်လည်းတို့ရဲ့ culture တွေမိသားစုအချင်းချင်းမှာစိတ်သက်တည်းစသဖြင့်ပေါ့လာစားဘယ်လောက်ရတယ်စာမေးတယ်တို့လည်းဖြည်ပြပါလေအဲဖြည်ပြနေညနေကြတော့ကျွန်တော်စင်ကိုအဲတရုတ်ကနေပြီးတော့ကျွန်တော်ဘန်ကောက်သွားပါတယ်ဘန်ကောက်ရောက်တော့ AC ပါဘာမှမဖြစ်တရုတ်ကလည်းနောက်တစ်ခေါက်ဝင်လို့ရပါလေဒီတစ်ခေါက်တော့ကျွန်တော်ပြေးမဝင်တော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်အဲဘယ်လိုခေါ်မလဲကျိုးချောင်းလေးတွေပေါ့နော် တရုတ်နဲ့ပါပြန်တာစင်ကာပူတစ်ခုရပါအဲ့တော့စင်ကာပူမှာအဲ့ဒီအုပ်စုတအုပ်စုအားလည်းအောင်မွေးခံနေဆက်ခါကြတော့ဆက်ဆက်ကြည့်လိုက်မယ်ဟဲ့ဆိုလို့ရှိရင်အဲ့တော့မြန်မာအစိုးရဘက်ကပဲကျွန်တော်ကိုအမ်ဘယ်ကောင်မစင်ကာပူဝင်လို့မရအောင်ပိတ်တဲ့ပုံစံမျိုးသွားတွေ့ရတယ်ပေါ့နော်ယူဆလို့ရသွားတယ်ဘာကြောင့်လဲဆက်တော့ကျွန်တော်ပြောသလိုအဲစင်ကာပူမှာသူတို့နဲ့မတည့်လို့ရှိရင်မတည့်တာတွေသူတို့မကြိုက်လို့ရှိရင် passport number ပေးပေးဆိုပြီးတော့တန်ယုံတော်လည်းကောင်းစစ်တန်ယုံတော်လည်းကောင်းသူတို့ကပို့တယ်ပို့တဲ့ခါမှအတန်ယုံကိုမြန်မာပြည်ကိုရောက်သွားတယ်ရောက်သွားတဲ့ခါမှမြန်မာပြည်ကို ပြန်ဖန်ခံဖန်ခံဖန်ခံဒီလိုနောက်ထပ်ထပ်ဝင်လို့မရအောင်လုပ်တယ်အဲ့ဒီအုပ်စုကကျွန်တော်တို့ချင်းလုံးတောက်တောက်ကြည့်နေပြီးတော့အဲဘယ်ဟောမလဲဆိုတော့အခုအောင်ပွဲခံနေရအောင်တွေ့ရတယ်သူတို့ဟာစိတ်ပျက်စရာကြီးနော်မတိလို့ရှိရင်မောင်မောင်လာတာကိုတော်လိုင်းအင်အားစုတွေဘက်ကဟုတ်လားသူတို့ဒုက္ခပေးပြီးတော့အောင်ပွဲခံတယ်သူတို့ဖြစ်ကမှလေဟိုစစ်တပ်ထောက်ခံတဲ့ဘောမှလေစစ်တပ်ကိုထောက်ခံတာအကောင့်တူးနေတာမဟုတ်ဘူးနော်ဟာပြည်တွင်းက6800ဇားတွေမဟုတ်ဘူးစောက်စစ်မရှိတဲ့6800ဇားလို့ထောက်ခံတာမဟုတ်ဘူး ငါတို့တက်မတော်ကိုထောက်ကန်တယ်ဆိုပြီးတိတ်ခါရှိရှိ तू နဲ့အခုမောင်မောင်လာဘန်ကောက်ရောက်လာကျွန်တော်မသိတော့ကျွန်တော်လှမ်းလှမ်းမောင်းနေတဲ့တည်းစကားပြောဖို့အစဉ်နေပဲတို့လူမျိုးတွေဘာဖြစ်လို့လဲတိတ်ခါရှိတဲ့ရန်တို့ကျွန်တော်တို့ကတိတ်ခါရှိတဲ့သူဟိုအမြင်ရင်းမတူဘူးဘက်ချင်းမတူဘူးဒါပေမဲ့တို့လူမျိုးတွေကျွန်တော်တို့အပြင်မှာလည်းထိုင်ပြီးတော့အေးအေးစကားပြောလို့ရတယ်ဘာဖြစ်လို့လဲဒီလူတွေဒီတန်ဖိုးရှိတယ်တိတ်ခါရှိတယ်သူတို့နဲ့ကျွန်တော်နဲ့အမြင်ချင်းမတူဘူးလမ်းကြောင်းချင်းမတူနေတဲ့နေရာတီတွင်းကဒီစစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့ ကြော်မျိုးမင်းတို့ကြော်စိုးဦးတို့ငပောက်တို့အိပ်ပိုင်ရဲကိုကြည့်လိုက်တို့မျိုးအဆင့်အတန်းရှိလားဟမ်မောင်မောင်ယိုတဲ့ချီးကျွေးတော့မတန်ဘူးမောင်မောင်ယိုတဲ့ချီးတော်ကျွေးဖို့မတန်တဲ့အစားတွေဘာဖြစ်လို့လဲတကယ်စုတ်ပတ်ညစ်ပတ်ပြီးတော့ဟိုအတိုက်ခိုက်တွေလို့အတိုက်ခံဆိုတော့ဘယ်နေမှမရှိဘူးအောက်တန်းကြတဲ့အလုပ်ပဲလုပ်လို့နေတာเนาะဒါပေမဲ့အခုဒီစင်ကာပူကိုမောင်မောင်လာတဲ့ခီးစင်မှာကျွန်တော်ပြောသလိုပဲမနက်ကဆိုရင်တော်လိုင်းအင်ရန်စုတွေဘက်ကဝိုင်းလုပ်ပြီးတော့ဟုတ်လားဟာဘောမမောင်မောင် ်ဒီဒုက္ခရောက်ရတယ်ဆိုတော့ဟာမျိုးပဲဖြစ်ကမှလေအခုဟာကဘလို့စစ်တပ်ကိုတသက်လုံးအမာခံထောက်ခံလာတဲ့လူကိုခိုးကြောင်ခိုးဝဲထောက်ခံလာတဲ့အောက်တန်းသားတွေကရန်သူတို့ပြက်ကလန်ထုတ်နေတယ်ကြားလို့ကောင်းကြနေရတာဟမ်ကြားလို့ကောင်းကြနေရတာအဲ့ဒါအဖြေပဲအဲ့ဒါမြန်မာပြည်လက်ရှိအာဏာယူနေတယ်ဒီအာဏာယူအတိုင်းအဝိုင်းကစောက်ကျင်အဲ့လားမြန်အောင်ပြတာကျွန်တော်ကြည့်ရလားအဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ပေးရဟုတ်လားဟမ်ပတ်ကြိုသိနေအောင်တွေ့ရတယ်အဲ့တော့ကြောင့်မလို့ ကျွန်တော်စင်ဘူးဝင်လို့မရအောင်လုပ်တာဟာအဲစနောပြောတာအဲသူတို့ရဲ့ပုံစံလေးတွေပေါ့နော်ယူဆလို့ရတယ်ဒါပေမဲ့တိထားမှာပါလို့ဆိုတော့ကျွန်တော်စင်ဘူးကိုကျွန်တော်ကကြိုတင်တိထားလို့ရှိရင်ကျွန်တော်မီးလို့ရတယ်မမီးတဲ့ခါကျတော့ကျွန်တော်ကအလစ်ငိုက်ခံလိုက်ရတဲ့ပုံစံပြောတာဥပမာပြပြကျွန်တော်စင်ဘူးကိုလာမယ်စင်ဘူးကိုတစ်ခါလိုက်လာရင်ပြငါစင်ငါဝင်လို့ရလားဆိုလမ်းမီးလို့ရှိရင်ရရတယ်ဆိုရှင်ကျွန်တော်မရရင်မတော်ပါဘူးနော်အဲ့တော့အဲကျွန်တော်အခုနိုင်နိုင်ဝင်ကြီးအောင်လည်းစစ်ပြပြီးတော့ဒီကိစ္စကိုလိုက်မှာပါနော်လိုက်မယ်ဆိုရင်ကျွန်တော်အချိန်ရှိရတဲ့အတွက်ကြောင့်မလို့ဒီကိစ္စကိုလည်းလည်း ချိန်ထားတာအဲ့တော့ကဲအဲ့တော့မင်းတို့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့အတိုင်းအဝိုင်းနေအနေနဲ့အပြူတဘောဆောင်ပြီးတော့ငါစကားပြောခြင်းနဲ့စဉ်းစားပေးပါအဲ့ဒါပါလေနံပါတ်1ဇော်ဘုံဟင်းနော်ဒါငါတို့ဘက်ကလူတွေမဟုတ်ဘူးနော်ဇော်ဘုံဟင်းကိုငါတို့လမ်းမှာတွေ့ရင်ငါတို့တတ်မှာဒါပုံဝင်နေပဲဒီအမှန်တိုင်းပြောတာရိုးရိုးရှင်းရှင်းပြောတယ်ဇော်ဘုံဟင်းရတဲ့ငါတို့တွေ့ဖမ်းပြီးတတ်မှာပဲဟုတ်တယ်နော်တို့တော့ငါတို့လည်းအဲ့လောက်ထိရန်တို့ဒါပေမဲ့လက်ရှိဇော်ဘုံဟင်းကိုဒီနေ့ဖမ်းပြီးထောင်ချထားတာဒီတော်လိုင်းအင်အားစုတွေဘက်ကလားစစ်တပ်ဘက်ကလား ဇော်ဘုံရဲ့စစ်တပ်အတွက်အမာခံတဲတဲ့တန်လှုပ်ပြီးတော့အတက်နဲ့ယင်ပြီးလုံနေတဲ့သူအတက်နဲ့ယင်ပြီးထောက်ခံနေတဲ့သူတကယ်လည်းဒီစစ်တပ်အတွက်ရှေ့တန်းနေအထိအော်စင်းလိမ့်ခြင်းငါးနေသူ့မှာလုံနေဟောငါကြည့်နေတယ်နော်ကျွန်တော်ကြည့်နေတယ်ကြည့်နေတယ်ဟိုဒီလူကတကယ်လှုပ်တယ်ပေါ့နော်တကယ်ပဲဝင်နေဖြစ်တယ်အဲ့တော့သူအဲ့လိုလှုပ်ရင်းနဲ့ဘာဖြစ်လာလဲသူယူကျုံမရဖြစ်လာတယ်အတူလို့စစ်တပ်ဘက်ကအရှုံးတွေကိုသူကြည့်နေတဲ့ယူကျုံမရဖြစ်အဲ့ဒီယူကျုံမရတဲ့အပေါ်မှာသူကြိတ်မနိုင်ခဲ့မြတ်ပြီးဒေါ်လာထွက်ပြီးတော့ပောက်ကွဲတယ် မလိုလားအပ်တဲ့စကားတွေပြောတယ်ပေါ့ဗျ။ရိုင်းဆိုင်တဲ့စကားတွေပြောမလိုလားအပ်တာမဟုတ်ဘူး။သူပြောတဲ့စကားတော့မှန်တယ်။ဒါပေမဲ့ရိုင်းဆိုင်တယ်။ဒါနိုင်ငံမင်းတို့ဘက်ကကြည့်မယ်ဆိုရင်နိုင်ငံအကြီးအကဲတွေကိုသူတို့ရိုင်းဆိုင်တယ်ပေါ့။ဒါပေမဲ့သူကအမာခံထောက်ခံတဲ့လူတွေခေါ်လာစစ်ကြောရေးကိုခေါ်နောက်ဆုံးသွားတစ်ချောင်းကျိုးအောင်ပါရိုက်ထုတ်လိုက်။နောက်တစ်ခါမင်းလုံးမင်းကိုထောင်ချပြစ်မယ်နော်။မရဘူးလား။ကြီးတဲ့မှုငယ်အောင်ငယ်တဲ့မှုပတ်ပြအောင်။နောက်ပြီးတော့ကို့လူကို့အတက်ပေးပြီး ်ထောက်ခံနေတဲ့လူကိုယ်အသက်ပေးပြီးတော့စပီကာလုပ်နေတဲ့လူကိုယ်အသက်ပေးပြီးတော့စပီအောက်လုပ်နေတဲ့လူဒါပေမဲ့အဲ့ဒါလို့လူမျိုးကိုတောင်မှနည်းနည်းလေးတွားမပြောနိုင်နဲ့ဆိုတော့မင်းတို့ဟာတက်ဦးဆံမိုင်ဘရင်စနစ်နဲ့တူးမနေဘူးလားဟမ်မမမမလာပဲအခုမင်းတို့စစ်တပ်ကိုထောက်ခံမှနေတယ်ဆိုလူတွေရောမင်းတို့ရောဒီမောင်မောင်တို့လိုမျိုးအဲ့ဇော်ဘုံအဲ့လိုမျိုးဘဝမျိုးမဖြစ်ဘူးလို့မင်းတို့အာမခံလားအဲ့ဒါပဲငါတို့စက်ကျင်နေဆိုတော့အဲ့ဒါ အဲ့ဒီလုံမြတ်မျိုးဒေါအောင်ဆန်းစုကြည်ကိုလည်းလှုပ်တယ်ငါတို့လက်မခံဘူးနော်မယုံရင်ဒေါအောင်ဆန်းစုကြည်အာဏာရှင်ပုံစံဆန့်ကျင်ကြည့်လုံလာကြည့်ဒီပြည်သူလက်ခံရင်ကြိုက်တယ်လို့ပြောငါတို့တော်လှန်တယ်ဆိုတာကဗျမ်းမတာငါတို့ကပောက်ကိုရင်အမုန်းဆွဲနေတယ်တော်လှန်နေတာမဟုတ်ဘူးဒီလိုအကျင့်တွေဒီလိုဇယိုက်တွေဒီလိုစနစ်တွေကိုမကြိုက်လို့တော်လှန်တာနော်အခုကိုမောင်မောင်ဒုတိယတရားတမမောင်ကပြည်တွင်းထဲမှာမရှိလို့ဘယ်ပြည်တွင်းထဲမှာရှိရင်အခြေအောင်ပါပြီအဟမ်းအခြေအောင်ပါပြီဖြစ်တဲ့လားကွာငါပြောတာကို့အမာခံထောက်ခံနေတဲ့ဒူတီတယောက် ကိုမှားလို့မှအခုကျွန်တော်ဆိုရင်လေကျွန်တော်ဘေးမှာကလေးတွေရှိတယ်နော်ညီလေးတို့ပေါ့ကိုတဲ့အတက်ကြီးတဲ့လူတွေရှိတယ်တခါတည်းပြောလာတယ်ငါမှားရင်ပြောတော့မင်းတို့ငါဆရာနဲ့တပည့်မဟုတ်ဘူးအေးမင်းတို့မှားရင်လည်းငါပြောချင်ပြောမယ်နော်ငါမှားရင်လည်းအားငါကိုစီမို့လို့မပြောရင်မလိုဘူးမင်းတို့ငါ့ကို60အကြောင်းမရှိဘူးမင်းတို့ပြောစရာရှိတော့ပုံဝင်လို့အားကိုစီကိုစီရောတည်းမှားတယ်ကိုစီဒါမကောင်းဘူးပုံဝင်လင်းလင်းပြောငါမှားနေမင်းတို့ငါ့ကိုပြောမင်းတို့ဘာမှ60အကြောင်းမရှိဘူး ေးမင်းတို့လမ်းကြောင်းမမှန်ဘူးမှားနေတယ်ငါညီကိုစိတ်နဲ့ငါပြောပြပြောပြတခါမှမာထားတယ်ကျွန်တော်တို့ကဒီတိုင်းမျိုးဖြစ်ကမှမဟုတ်ဘူးနေရာတိုင်းမှာဟာငါကတော့ဘိုလ်ချုပ်မူကြီးဖြစ်နေလို့ငါ့ကိုလာမပြောနဲ့ငါငါမှားရင်မှမှားရင်မှလီငါငါကိုမေပဲကိုလိုးစေမင်းတို့လာပြောစရာမလိုဆိုတဲ့ဟာမျိုးကြီးကတော့ဖြစ်စရာကြီးအခုကအဲ့လိုဖြစ်နေတာနော်အဲ့ဒါကြီးကိုမင်းတို့လက်ခံတာအဲ့လိုဖြစ်နေတဲ့ဇယိုက်တွေအဲ့လိုဖြစ်နေတဲ့အဲ့လိုကျင့်တုံးနေတဲ့စနစ်တွေကိုမင်းတို့စစ်တပ်ထောက်ခံပါတယ်ဆိုတဲ့သူအတိုင်းဝိုင်းနေလက်ခံတာငါတို့ကလက်မခံနိုင် လက်မခံတဲ့တွေ့ငါတို့တော်နန်တာငါတို့မားလာအဲ့ဒါအဖြစ်ပဲနော်အခုဒါကိုမောင်မောင်လို့ဆိုတာအမာခံထောက်ခံတဲ့လူတွေသူတို့လူငင်းတော်တတ်မဲ့ဖြတ်မဲ့ကျိမ့်မဲ့မင်းရရရအောင်ယုံမှလိုက်လုံနေတာဒါကြီးလုံးဝမဖြစ်သင့်ဘူးလေကွာဟုတ်တယ်မလားအဲ့တော့ဒီလိုဇရိုက်မျိုးတွေကိုလက်မခံကြပါနဲ့မင်းတို့ပဲချမ်းကိုမင်းတို့တန်ဖိုးထားတယ်မင်းတို့တတ်မတော်ကိုမင်းတို့ချစ်တယ်တတ်မတော်ကိုတကယ်လေးစားတယ်တတ်မတော်ကိုအယားဝင်ခြင်းနဲ့တတ်မတော်ကိုတန်ဖိုးရှိတယ်ဆိုရင်ဒီလိုအကျင့်ဇရိုက်မျိုးတွေကိုလုံးဝမပေးကြပါနဲ့လို့တောင်းဆိုပါတယ်